မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနကနေနိုဝင်ဘာလ23ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့ညကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြန်မာစစ်တပ်နဲ့ပူးပေါင်းနေသော DKBA တပ်ဖွဲ့နှင့်ခေါင်းဆောင်၄ဦးဖြစ်သည့်စောစတီ၊စောစိန်ဝင်း၊စောဆန်းအောင်နှင့်စိုင်းကျော်လာတို့ကိုကြားဖြန့်အွန်လိုင်းငွေလိမ်မှုများအထွတ်အမေရိကန်ကအရေးယူတန်းခံအမေရိကန်ကကြားဖြန့်တိုက်ဖြတ်ရေးအဖွဲ့အဖွဲ့စည်းလိုက်ပြီး မြန်မာလာအိုနှင့်ကမ်ဘောဒီးယားရှိကြားဖြန့်ခိုင်းများကိုနှိမ်နှင်းမည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလိမ့်လေသောကြားဖြန့်အွန်လိုင်းငွေလိမ့်မှုများအတွက် DKBA တပ်ဖွဲ့နှင့်ခေါင်းဆောင်လေးဦးဖြစ်သည့်စောစတီစောစိန်ဝင်းစောစန်းအောင်နှင့်စိုင်းကျော်လာတို့ကို အမေရိကန်ကအရေးယူတန်ခတ်ပိတ်ဆို့လိုက်ကြောင်းအမေရိကန်အစိုးရဗန်နာယီဝင်ကြီးဌာနကနိုဝင်ဘာလ12ရက်နေ့တွင်တရားဝင်သတင်းထုတ်ပြန်ပါသည်။ အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားသောစိုက်ဘာလိမ်လည်မှုလုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုအတွက်မြန်မာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Democratic ခရင်အကျိုးပြုတက်မတော် DKPA အပေါ်ပိတ်ဆို့အရေးယူမှုများချမှတ်လိုက်ကြောင်းအမေရိကန်ဤပိတ်ဆို့မှုတွင် DKPA ခေါင်းဆောင်၄ဦးဖြစ်သည့်စိုင်းကျော်လာ၊စောစတီ၊စောစိန်ဝင်းနှင့်စောစန်းအောင်တို့လည်းပါဝင်ကြောင်းသိရပါသည်။ထို့ပြင် DKPA နှင့်ပူးပေါင်းဆောင်ရွက်နေသော Trend Asia International Holding Group Thailand Company Limited နှင့် Truster Company Limited တို့ကို၎င်းထိုင်းနိုင်ငံသားချမ်းမှုစဝန်တို့ကိုလည်းအရေးယူခဲ့ကြောင်းသိရှိရပါတယ်။ကြားဖြတ်ဆန္ဒများတွင်လူမောင်ကိုကူးခံရသောဝင်နှင်းများလေလံမှုမှရရှိသောဝင်ငွေများဖြင့် DKPA က၎င်း၏အနေရရှိသောလှုပ်ရှားမှုများအတွက်ငွေကြေးထောက်ပံ့သုံးစွဲလျက်ရှိကြောင်းသိရပါတယ်။ဗန္နာယီဝင်ကြီးဌာန၏အကြံဖတ်မှုနှင့်ဗန္နာယီထောက်လန်းရေးဆိုင်ရာလက်ထောက်အတွင်ဝင် ဂျွန်ဒီဟာလီကမြန်မာနိုင်ငံကနေလှုပ်ရှားနေတဲ့ရက်စဝစ်ကွန်ရက်တွေဟာအွန်လိုင်းလိမ်လည်မှုတွေကတဆင့်အမေရိကန်တွေစီကဒေါ်လာဗီလီယံပေါင်းများစွာကိုခိုးယူနေကြပါတယ်။ဒီကွန်ရက်တွေဟာလူတွေကိုလည်းမှောင်ခိုကူးနေပြီးမြန်မာနိုင်ငံရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ပြည်တွင်းစစ်ကိုပိုပြီးမိမောင်းထိုးပေးနေပါတယ်။ဒီဆိုင်ဘာရာဇဝတ်ကောင်တွေကိုသူတို့ဘယ်နေရာမှာပဲလှုပ်ရှားနေပါစေနောက်ရောက်ခံလိုက်ဖို့ ਨੇ အမေရိကန်မိသားစုတွေကိုသူတို့ရဲ့အမျက်ထုတ်မှုကနေကာကွယ်ဖို့အတွက် ကျွန်တော်တို့မှရှိတဲ့နီလန်းပေါင်းစုံနဲ့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ပြောကြားပါတယ်။ရှင်းပြင် American FBI အပါအဝင်အစိုးရအေဂျင်စီများပါဝင်သောလေလံမှုစင်တာကြားဖြတ်တိုက်ခိုက်ရေးအဖွဲ့ Scan Center Strike Force ကိုဖွဲ့စည်းကြောင်းကြေညာလိုက်ပြီး American နိုင်ငံသားများအပေါ်လေလံမှုများကိုတိုက်ဖြတ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်ရေးအဖွဲ့ကမြန်မာကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကိုအတိခထား၍အဆိုရွာဆုံးသောအရှိတောင်အရှာမှကြားဖြန့်လိမ်လည်မှုစင်တာများနဲ့ခေါင်းဆောင်များကိုစုံစမ်းစစ်ဆေးရန်တရားစွဲဆိုရန်အတွက်အဆိုရအေဂျင်စီများထောက်လှမ်းရေးအေဂျင့်များနဲ့အဆိုရရှေ့နေများကိုတာဝန်ပေးအပ်လိုက်ကြောင်းသိရပါတယ်။ကြားဖြန့်လိမ်လည်မှုစင်တာတိုက်ခိုက်ရေးအဖွဲ့တွင် American OFAC နိုင်ငံသားရေးဝန်ကြီးဌာနနှင့်အခြားအေဂျင်စီများနှင့်ပူးပေါင်း၍အဆိုရတွင်ရှိသောနီလန်းအလုံးကိုအသုံးပြုကာပိတ်ဆို့အရေးယူမှုများပိုင်ဆိုင်မှု သိမ်းဆီးမှုများနှင့်လူပုဂ္ဂိုလ်များကိုရာဇဝတ်မှုဖြင့်တရားစွဲဆိုခြင်းများဖြင့်လိန်လည်မှုစင်တာများကိုတိုက်ဖြတ်ရန်အမေရိကန်အခြေခံအဆောက်အအုံများကိုကာကွယ်ရန်အများပြည်သူပြည်ညာပေးခြင်းနိနာသူများကိုကာကွယ်ရန်လှုံ့ဆော်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်အမေရိကန်က2025ခုနှစ်မေလ5ရက်နေ့စစ်တပ်လက်အောက်ခံ DGF ကောင်းဆောင်စောချစ်သူနှင့်၎င်းဤသားနှုတ်ဖြစ်သောစောထူးအေမှုနှင့်စောချစ်ချစ်တို့နှင့်အတူအမေရိကန်နိုင်ငံသားများကိုထိခိုက်စေသည့်လူကုန်ကူးမှုနှင့်စိုက်ပါလိမ့်လည်မှုများ ရွယ်ကူချုံ့မွေ့စရာတွေပါဝင်သည့်အတွက်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်သည့်အဖွဲ့အစည်း TCO အဖြစ်သတ်မှတ်အရေးယူခဲ့ပါတယ်။2025ခုနှစ်စက်တင်ဘာလ10ရက်နေ့တွင်လည်းကမ်ဘောဒီးယားနှင့်မြန်မာနိုင်ငံအခြေစိုက်ကော်မတီ12ခုနှင့်လူပုဂ္ဂိုလ်2ဦး BGF ကောင်းဆောင်စောချစ်သူဤလက်အောက်ခံ2ဦးအပါအဝင်ကိုသတ်မှတ်အရေးယူခဲ့ပါတယ်။ အဓိကအားဖြင့်အရှိတောင်အာရှအခြေစိုက်ကြားဖြတ်ရာဇဝတ်ကောင်များကကြီးမားတဲ့စိုက်ဘာလိမ့်လည်မှုများဖြင့်အမေရိကန်နိုင်ငံသားများကိုပုံမှုပြစ်မှတ်ထားလာကြကအမေရိကန်အစိုးရ၏ခန့်မှန်းချက်အရ2024ခုနှစ်တွင်အရှိတောင်အာရှအခြေစိုက်လိမ့်လည်မှုများကြောင့်အမေရိကန်နိုင်ငံသားများအနည်းဆုံးဒေါ်လာ10ဘီလီယံဆုံးရှုံးခဲ့ရပြီးယခုနှစ်ထက်66ရာခိုင်နှုန်းတိုးလာခဲ့ကြောင်းသိရပါသည်အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထား၍ငွေကြေးများခိုးယူခဲ့သည့်စိုက်ဘာလိမ်လည်မှုလှုပ်ဆောင်သည့်နေရာမှာ မြန်မာနိုင်ငံကရင်ပြည်နယ်မြဝတီမြို့အတွင်းတွင်တည်ရှိသောထိုင်းချောင်းဘတ်ဖြစ်ပြီးရင်ကြဖြန့်စင်တာသည် DKBA ထိန်းချုပ်နယ်မြေတွင်တည်ရှိကြောင်းသိရှိရပါသည်။ထိုင်းချောင်းကြဖြန့်စင်တာကို DKBA မှစိုင်းကြော်လှနှင့် Chan Asia တို့မှစတင်တည်ထောင်ခဲ့ကြောင်း DKBA သည်ထိုင်းချောင်းအဆောက်အုံကိုလုံခြုံရေးပေးကဆက်လက်လဲပတ်ခွင့်ပြုယုံသားမကအဆောက်အုံအတွင်ပိတ်မိနေသောလူကုန်ခူးခံရသူများအပေါ်အကြံဖတ်မှုများတွင်လည်းတက်ကြွစွာပါဝင်ခဲ့ကြောင်းသိရှိရပါသည်။ ဒီ GBA စစ်သားများသည်လက်ထိတ်ခတ်ထားသောလိမ်လည်မှုဝန်ထမ်းများကိုရိုက်နှက်နေသည့်ရုပ်သံများပေါ်ထွက်ခဲ့ပြီးလူကုန်ကူးခံရသူများကိုရက်စစ်လျှော့ရိုက်ခြင်းအမောင်ခန်းတွင်ညှဉ်းပန်းနှိပ်စက်ခြင်းနှင့်အခြားရက်စက်ကြမ်းကြုတ်မှုများလှုပ်ဆောင်ခဲ့ကြောင်းဤလိမ်လည်မှုလေပတ်မှုများတွင်ပါဝင်သည့်အတွက် DGBA မှရန်ပုံငွေများရရှိကြောင်း DKPA မှာတရုတ်နိုင်ငံမှရာဇဝတ်မှုကျူးလွန်သူများနှင့်ပူးပေါင်းပြီးမူရစေးဝါလူလက်နက်နှင့်တော်ရိုင်းတရိတ်ဆန်မှောင်ခိုကူးမှုများငွေကြေးခဝါချမှုများတွင်လည်းပါဝင်ပတ်သက်နေကြောင်းသိရှိရပါသည်အမေရိကန်အစိုးရက Trend Asia Company, True Star Company, DKPA တပ်ဖွဲ့နှင့်စိုင်းကြော်လာတို့ကိုအမေရိကန်၏အမျိုးသားလုံခြုံရေးနိုင်ငံခြားရေးမှူးဝါဒစီးပွားရေးကျန်းမာရေးနှင့်ဗန္နာရေးတည်ငြိမ်မှုကိုချိန်ချောက်သူများအဖြစ်သတ်မှတ်အရေးယူထားကြောင်းရှင်းပြန် DKPA ၏စစ်ဦးစီးချုပ် Society DKBA ဖို့ချုပ်ကြီးစောစိန်ဝင် DKBA စစ်ဦးစီးအရာရှိချုပ်စောဆန်းအောင်တို့ကိုလည်းအမေရိကန်ကပိတ်ဆို့တန်းခတ်အရေးယူထားကြောင်းသိရပါတယ်ဆလပီကလေးမျိုးတွေအောင်တစ္ဆာရက်ွက် အုတ်ချွေရေးမှုအောင်အောင်နဲ့ပြူစောတီကောင်းဆောင်အားပေါင်တို့ပူပေါင်းပြီးအငိမ့်စားရဲအရာရှိနေအိမ်ကိုဓညတိုက်မှုညာရင်းချင်းဖမ်းဆီးပြီးထောင်နှံ15နှစ်ချမှတ်တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းကလေးမျိုးအောင်သစ္စာရက်ွက်အုပ်ချုပ်ရေးမှုအောင်အောင်နှင့်ဖြူစောတီကောင်းဆောင်အားပေါင်တို့ပူးပေါင်းပြီးရဲတပ်ဖွဲ့အရာရှိအငိမ့်စာနေအိမ်တအိမ်ကိုဓမြောက်ဝင်တိုက်ခဲ့ရာညာရင်းချင်းဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်15နှစ်ချမှတ်ခံလိုက်ရကြောင်းဒေသနေပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ8ရက်ညပိုင်းကကလေးမျိုးအောင်သစ္စာရက်ွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုအောင်အောင်တီစစ်တပ်မှဒုရယာကံပေါ်အောင်ဝင်းစိုးဤတာဖြူစောတီကောင်းဆောင်အားပေါင်နှင့်ပူးပေါင်းပြီး တာဟန်ရက်ွက်ရှိယာဒူးကြီးအငိမ့်စားရဲအရာရှိကြီး၏နေအိမ်ကိုဓမြောက်ဝင်တိုက်ကငွေကျပ်3000တောင်းတယူခဲ့ကြောင်းထို့သောတောင်းသည့်ငွေကိုအိမ်ရှင်များကပေးအပ်ခဲ့ပြီးဖုံးဆက်တိုင်ကြားဖမ်းဆီးခိုင်းသဖြင့်ညရင်းချင်းဖမ်းမိခဲ့ကြောင်းသိရပါတယ်။အုတ်ကြီးအောင်အောင်ရဲ့မတူးကားထဲမှာ3-4ယောက်ပါတယ်။နောက်ပြီးတော့ကလေးမျိုးစစ်တပ်တစ်ခုရဲ့ဒုရာခံဖို့ရဲ့တာကပြုဖြစ်နေတာအဲ့ဒီအုပ်စုနဲ့အုတ်ကြီးအောင်အောင်တို့ပေါင်းပြီးဓမြောက်ဝင်တိုက်တာ3-3000တောင်းနေအိမ်ရှင်တွေကလည်းတောင်းတဲ့ငွေ3000ကိုပေးလိုက်တယ်။ ပေးလိုက်ပြီးတော့ဖုံးဆက်လို့သူတို့အချင်းချင်းပြန်ဖမ်းတာအကုံလုံးကိုညာတွင်ချင်းဖမ်းမိတယ်လို့သိရတယ်။အဲ့ဒီလိုဖမ်းပြီးတော့အကုံလုံးကို1015နှစ်ချလိုက်ပြီးဟူကလေးမျိုးတရင်ချင်းမြက်ကတရင်ဌာနကိုပြောကြားပါတယ်။တ냐တိုက်မှုကျူးလွန်ခဲ့သည့်အောင်သစ္စာရက်ွက်အုပ်ချုပ်ရေးမှုအောင်အောင်သည့်စစ်တပ်အာဏာသိမ်းပြီးနောက်ရက်ွက်အုပ်ချုပ်ရေးမှုဖြစ်လာချိန်မှစ၍လူငယ်များကိုနေအိမ်အတွင်ဝင်ရောက်ဖမ်းဆီးကာငွေညစ်ခြင်းနှင့်ချိန်ချောက်ခြင်းတို့ကိုလှောက်ဆောင်သူဖြစ်ကြောင်း၎င်းကြောင့်လူငယ်အများအပြားဖမ်းဆီးခံခဲ့ရကြောင်းသိရပါတယ်။အခုသူကို အမှုတွေအများကြီးနဲ့ဆွဲထားတယ်လို့ကြားတယ်။သူအခုလိုဖြစ်သွားတော့အောင်သစ္စာရက်ွက်မှနေတဲ့ပြည်သူတွေကတော့တော်တော်လေးကိုပျော်ရွှင်နေကြတယ်။သူမရှိတော့တော်တော်လေးအေးချမ်းသွားပြီဆိုပြီးပျော်နေတာ။သူပေးတဲ့ဒုက္ခတွေခံရတယ်ဆိုတော့လေဟုကလေးမျိုးနေပြည်သူတအုပ်ကရှင်းပြပါတယ်။ဆလဘီမောမာရွေးကောက်ွယ်ကြီးလာပေမဲ့စင်မှုထမ်းပေးဖို့အုတ်ချုပ်ရည်မှုတွေဇက်တိုက်ဖီအားပေးခံရရတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကော်မရှင်ကသူတို့ပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲနီးလာပြီးမယ်စစ်မှုထမ်းတပ်သားတွေစူးစမ်းပေးဖို့စက်တိုက်ဖိအားပေးနေတယ်လို့အမည်မဖော်လိုတဲ့အုပ်ချုပ်ရေးမှူးတွေကသတင်းဌာနကိုပြောပါရယ်စစ်ကော်မရှင်ဟာနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွက်တပ်သားအင်အားအများပြားလိုအပ်နေတယ်လို့သူတို့လုပ်မဲ့ရွေးကောက်ပွဲအတွက်လည်းလုံခြုံရေးအင်အားတွေလိုအပ်နေတာကြောင့်စစ်မှုထမ်းလူသစ်ရရှိအောင်ဖိအားပေးနေတာပါအရင်ကစစ်မှုထမ်းတင်တဲ့အတွက်ငွေကြေးလိုအပ်သူတွေကိုငွေကြေးပေးဆောင်ကလူစားထိုး အငားခေါ်ယူလို့ရခဲ့ပေမယ့်နောက်ပိုင်းမှာတော့စစ်မှုရန်တင်းနှန်းစင်နာနဲ့ရေတန်းစစ်မြေပြင်ကိုတန်းပို့တာထိခိုက်သေးဆုံးမှုတွေလည်းများပြားတာတွေကြောင့်လူစားထုတ်အငားခေါ်ယူရအခက်အခဲဖြစ်နေတာပါအမည်မဖော်လိုတဲ့အုပ်ချုပ်ရေးမှူးတအုပ်ကတော့ရွှေကောက်ပွဲနီးလာပေမဲ့စစ်မှုရန်တင်းနှံအတွက်လူသစ်စုဆောင်ပေးဖို့ PRP ရှာခိုင်းနေပြီးချိန်ချောက်အကြက်ကင်တာတွေလည်းရှိနေတယ်လို့သတင်းဌာနကပြောပါရယ်အခုကဘလို့လဲဆိုတော့စစ်မှုရန်တင်းနှံအတွက်လူသစ်ကိုမရရအောင်ရှာခိုင်းတာသူတို့ပြောတာတော့အရင်သတ်မှတ်ထားတဲ့လူအရေးအတွက်ရအောင်ပေါ့နော် ဒီထက်ပိုလဲရတယ်။လူသစ်မရလို့တော့မရဘူး။မဖြစ်မနေရှာပေးရမယ့်ပုံစံပေါ့။မရလို့ရှိရင်အေးအေးယူခံရမယ့်ဘာညာပေါ့။အရင်ကတော့အငားခေါ်လို့ရတယ်။အခုကဘသူမှမလုပ်ချင်ကြတော့ဘလို့ရှာပေးရမလဲဆိုတာမသိတော့ဘူးလို့ဆိုပါရယ်။ဒါပြင်စစ်ကော်မရှင်ကလူသစ်ရှာဖွေဖို့ဖိအားပေးလာတာကြောင့်တချို့ရက်ွက်အုပ်ချုပ်ရေးမှုတွေဟာစစ်မှုထမ်းတင်တဲ့အတွက်ဒေတာရင်းကလူငယ်တွေကိုအတင်းအာရမဖန်းစည်းစုဆောင်းတာစင့်ခေါ်စာပေးပို့တာအပြင်မင်းနိုင်ခိုင်းတာတွေကအစလှုပ်ဆောင်နေရတယ်လို့သူကဆက်ပြောပါရယ်။ ဒေသခံတအူကလည်းစစ်မှုတန်းအတွက်အုပ်ချုပ်ရေးမှုတွေကကယ်ရီသမားကအစပတ်စံပေးပြီးစီယုံနေတယ်လို့အတင်းအဓမ္မတပ်သားစုဆောင်းနေအတွက်လည်းလူငယ်တွေထွက်ပြေးတာတွေရှိလာတယ်လို့သတင်းဌာနကပြောပါတယ်။ဒီဘက်ချမ်းမှာတော့ကယ်ရီသမားတွေကိုပတ်စံပေးပြီးစီယုံပြီးတော့လုံခြုံရေးပဲလိုက်ရမယ်လို့ဘာလို့အဲ့လိုမျိုးရှိတယ်။သူတို့ကလူသစ်ရှာတယ်ဆိုတာကပြောမယ်ဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေရဲ့ဘဝကိုသူတို့ဖျက်ဆီးတာနဲ့ရိုက်ချိုးနေတာနဲ့အတူတူပါပဲ။အတင်းအဓမ္မတပ်သားစုဆောင်းနေအတွက်အချို့လူငယ်တွေဆိုရင်နိုင်ငံခြားထွက်တာများပါတယ်။ တချို့လူငယ်တွေကြတော့စရင်ပါတယ်အဲ့ဒီစရင်မှာပါပြီးဆိုတာနဲ့ထွက်ပြေးကြတာလို့ဆိုပါတယ်ဒေသတွင်းမှာတော့စစ်ကော်မရှင်လက်အောက်ခံတွေဟာလူငယ်တွေကိုညဘက်အချိန်တွေမှာဖမ်းဆီးတာစိုင်းကဲအမျိုးသား၂ယောက်မစီရနေရာမှာ၂ယောက်စီးပါကဖမ်းဆီးတာအပြင် အလုတ်သွားအလုတ်ပြန်ကအစဖမ်းဆီးပြီးစစ်မှုရန်တပ်သားတွေစုဆောင်းနေတာပါအခုလိုစစ်ကော်မရှင်ကအကြောင်းမျိုးမျိုးပြကလူငယ်တွေကိုဖမ်းဆီးပြီးတပ်သားတစ်စုဆောင်မှုများလာတာကြောင့်လူငယ်အများစုအိမ်ကြီးနိုင်ငံတွေကိုထွက်ခွာမှုမြင့်တက်နေပြီ အချို့တရားမဝင်လမ်းကြောင်းတွေကတဆင့်သွားရောက်တဲ့အတွက်မကြခဏဆိုသလိုဖမ်းဆီးခံရမှုတွေရှိနေပါတယ်။သတင်းဌာနကပြုစုထားတဲ့အချက်အလက်တွေအရမွန်ပြည်နယ်မှာစစ်ကောမရှင်ရဲ့ပြည်သူ့စစ်မှုတန်းတင်တဲ့အပတ်စဉ်တက်ကနေအပတ်စဉ်၁၈အထိဒေတာရင်းကစစ်မှုတန်းအကျုံးတွင်လူငယ်၃၃၀၀ထက်မနည်းစစ်သားစုဆောင်ခံထားရပါတယ်။